assalamu alaikum wa rahmatullahi wa barakatuh ယနေ့ဟီဂျရီ1449ခုတပြိုစာနီ၂ရက်ခရစ်နှစ်2025ခုနှစ်စက်တင်ဘာလ25ရက်နေ့ချက်တပရီနေ့မှာ9မိနစ်တိအောင်မြင်ခေရတင်ကန်းစာအမှတ်စဉ်1143ကိုတင်ပြမှာဖြစ်ပါတယ်ခေဆက်ဆက်စာဖတ်အားကောင်းခဲ့သူတွေရဲ့အကြောင်းကိုဒီနေ့တင်ပြမှာပါ မနေ့ညကကျွန်တော်တို့စာအုပ်လေးတအုပ်အဲမျှဝေခဲ့ပါတယ်အဲ့တော့ဒီစာအုပ်လေးရဲ့နာမည်ကတော့ စာပေစာအုပ်စာပေမလေ့လာခြင်းရဲ့စိုးကျိုးတရားဆိုပြီးတော့ဖြစ်ပါတယ်။အဲ့တော့စာဖတ်ရမယ်ကျွန်တော်တို့ရဲ့အတိတ်သမိုင်းမှာရှိခဲ့တဲ့ပညာရှင်တွေကလည်းစာကိုသူတို့ဟာ အလုပ်တစ်ခုအနေနဲ့ဖတ်ခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်။အဒီနေ့ဒီသင်ခန်းစာမှာကျွန်တော်တို့ဟေဂျရီရာစုနှစ်အလိုက် စာဖတ်အားကောင်းခဲ့တဲ့ပုံကူတွေကိုတင်ပြမှာပါ။ဂရုမက်ဆလောလ္လာဟ်အလိုင်ဟိဆလမ်ရဲ့လက်ထက်မှာတော့ဆဝါတာဝကကြီးတွေကကိုရောရဲ့သင်ကြားပေးမှု ကုရမဆလ္လာစလမ်ရဲ့ညွှန်ကြားချက်ဒါတွေကိုအခြေခံပြီးတဲ့နောက်ပိုင်းမှာတစ်ဖက်မှာကျန်တော်မြတ်ကုရမ်ရဲ့အာရတ်တော်တွေကိုဖတ်ခဲ့တယ်။ခဒန်ပေါင်းများစွာသူတို့အနေနဲ့သိမ်းခဲ့တယ်။ပြီးသွားတဲ့အခါမှာနောက်တစ်ဖက်မှာဟာဒီစ်တော်တွေကိုသူတို့ဟာဆိုရင်ဖတ်ခဲ့ကြတာကိုကျွန်တော်တို့တွေ့ရပါတယ်။အထူးသဖြင့်ကျွန်တော်တို့ပထမရာစုနှစ်မှာဟာဇတ်အဗ်ဒူလိုင်ဘ်နီအဗ္ဘတ်စ်ရာဒီအလ္လာဟူအန်ဟူမာတခင်နဲ့ပတ်သက်ပြီးတော့ပညာရှင်တွေကစာဖတ်အားအကောင်းဆုံးပုဂ္ဂိုလ်ကြီးဆိုပြီးတော့တင်စားထားတယ်။ ာဒီစ်နဲ့တဖ်ဆီရ်ရဲ့အဓိကပညာရှင်ဖြစ်ပါတယ်ကျွန်တော်များကုရ်အန်နဲ့ပတ်သက်တဲ့အနှစ်သဘောတွေတဖ်ဆီရ်တွေကိုပြောကြားတဲ့နေရာမှာအင်တန်မှတိတိယောက်ယောက်ပြောဆိုဖွင့်ဆိုနိုင်တဲ့ပုံကူဖြစ်ပါတယ်နောက်တစ်ဖက်မှာဆိုရင်ဟဇတ်မူအာဝီယာရာဒီယัลလာဟူတလာအန်ဟူတခင်ဟာလေအင်တန်စာဖာအားကောင်းတဲ့ပုံကူကြီးဖြစ်ပါတယ်တခင်ကြီးအနေနဲ့ဒီမြောင်များစွာသောစာအုပ်စာပေတွေအဲ့ဒီခေအဲ့ဒီခါကကျွန်တော်တို့ဒီ တခြားသူတွေရဲ့စာပေတွေကိုလည်းဖတ်ခဲ့တဲ့အစ္စလာမ်ရဲ့စာပေတွေနဲ့ပတ်သက်ပြီးတော့လည်းမှုလျော်ခဲ့တဲ့ဆွာဘာကြီး ဖြစ်ပါတယ်။ဒုတိယရာစုနှစ်မှာဆိုရင်ကျွန်တော်တို့အီမမင်အဘူနီဖာရာဟီမာအူလာကိုဥပမာအနေနဲ့တင်ပြနိုင်ပါတယ်။အဲ့တော့ဟန်နဖီမဇဟ်ဘ်ရဲ့အဓိကကျွန်တော်တို့ခေါင်းဆောင်ကြီးဖြစ်ပါတယ်။အစ္စလာမ်ရဲ့တရားဥပဒေသဘောတရားတွေကိုအထူးကျွမ်းကျင်တဲ့ဖကီးပညာရှင်ကြီးဖြစ်ပါတယ်။မိဂွန်းနေဘလောက်ပဲလာလာစဉ်းစားပြီးတော့မှပြန်လည်ဖော်ပြနိုင်တဲ့အသည့်စာဖတ်အားအင်တန် ကြီးမားခဲ့တဲ့ပုံကိုဖြစ်ပါတယ်။ကျွန်တော်မြတ်ကုရ်အန်ကို နေ့စဉ်ခတ်တမ်းသိမ်းနေနောက်ထပ်ဖီကာရီနဲ့ပတ်သက်ပြီးတော့ဟာဒီစ်တွေနဲ့ပတ်သက်ပြီးတော့လည်းကြက်မှတ်ပြီးတော့ဖတ်ရခဲ့တာကို ကျွန်တော်တို့တွေ့ရပါတယ်။တတိယရာစုနှစ်မှာတော့မြောက်များစွာသောပုံကိုတွေရှိပါတယ်။အဲ့ဒီထဲမှာအီမမ်မီဘူခါရီရဟီမဟူလာကိုဥပမာအနေနဲ့တင်ပြပေးရစီ။အီမမ်မီဘူခါရီတခင်ကြီးဟာလည်းဟာဒီစ်တော်ပေါင်း6သိန်းကျော်ကိုကြက်မှတ်ထားနိုင်တဲ့ပညာရှင်ကြီးဖြစ်တဲ့ တခြားစာအုပ်စာပေတွေကိုလည်းများစွာဖတ်ခဲ့တဲ့ဒါကြောင့်မလို့စာဖတ်တာတွေစာရေးတာတွေကို များစွာလှုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်အဲ့တော့စာဖတ်အားလည်းကောင်းသလိုနောက်တစ်ဖက်မှာဖတ်ထားသမျှတွေကိုမှတ်မှတ်မိမိရှိတဲ့မှတ်ဉာဏ်အထူးကောင်းမွန်တဲ့ပညာရှင်ကြီးလည်းဖြစ်ပါတယ်အခုကျွန်တော်တို့၄ရာစုနှစ်ကိုရောက်ခဲ့ပြီဖြစ်တယ်၄ရာစုနှစ်မှာတော့အတူတူဖြင့်အီမမ်အတ်တဘရီရဟီမာဟူလာကိုကျွန်တော်တို့တင်ပြလို့ရပါတယ်တမိုင်းနဲ့တက်ဖ်ဆီရ်ဘိုင်းနေမှာ အီမမ်တော်ဘရီရဲ့လက်ရာတွေဟာအင်တာမပဲပြောင်မြောက်လာတယ်။တက်ဖ်စီရီတော်ဘရီဟာအားလုံးသောတက်ဖ်စီရ်ကျမ်းတွေရဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဥဆောင်တဲ့ကျမ်းဖြစ်ပါတယ်။တနည်းဟူစာအုပ်တအုပ်ရေးနိုင်လောက်တဲ့အထိစာဖာအားကောင်းတဲ့ပုံကို ဖြစ်ပါတယ်။900ဆုံးနှုတ်ကိုရောက်လာတဲ့အခါမှာတော့အီမမ်မီခဇာလီရဟီမာဟူလာကိုအားလုံးဟာဆိုရင်ပြင်မြင်ကြပါတယ်အဲ့တော့အီမမ်မီခဇာလီဟာလည်းဘလောက်ထိစာဖာအားကောင်းလဲဆိုရင်အဲ့ဒီခေတ်အဲ့ဒီခါမှာအဲစာပေနယ်ပယ်မှာ အလွန်မိုးနေတဲ့မင်းမူနေတဲ့ဒီကျွန်တော်တို့ philosophy တွေတော့သူတို့ရဲ့စာတွေကိုလည်းဖတ်တယ်သူတို့ရဲ့အမားတွေကိုလည်းထောက်ပြတယ်ပြီးတဲ့နောက်ပိုင်းမှာအရာလိုလိုမလို့ကျမ်းမျိုးကိုရေးသားခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ Imam Ghazali တခင်ကြီးဟာစာဖတ်အဘလောက်ကောင်းလဲဆိုရင်ကျွန်တော်တို့ဒီ tafsir မှာ hadith မှာ fiqh မှာ tasawuf မှာစတဲ့အခန်းကဏ္ဍတွေမှာကျွန်တော်တို့ဟာဒီလိုကျမ်းတွေကိုအများကြီးတွေ့ရပါတယ်600ဆုနှစ်ကိုရောက်လာတဲ့အခါမှာလည်း အီမာမီဂဇာလီကိုကျွန်တော်တို့တွေဥပမာအဖြစ်တင်ဆက်လို့ရပါတယ်အဲပြီးသွားတဲ့အခါမှာ900ဆုနှစ်မှာတော့အီမမ်အီဘနူလ်အာရဘီဟာဆာဖာအီမဒန်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆာအုပ်300ကျော်เนาะတချို့ဒီမှာဆိုရင်လည်းကျွန်တော်တို့ဆာအုပ်တွေကိုရာနဲ့ချီပြီးတော့ဖတ်တယ်ရေးသားတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်ရှိရဇုန်ကိုရောက်လာရင်တော့အီမမ်အီဘနီတိုင်မီယာကိုကျွန်တော်တို့သွားပြီးတော့မှမြင်ကြပါတယ် اور امام ابن تیمیہ تکھیں جی ہے عقیدہ فقہ حدیث تفسیر ریما လောက်ရှိမြတ်ချိမြင့်ထားတဲ့စွမ်းရည်ထူးတွေကိုရရှိခဲ့တာဖြစ်ပါတယ်။စာအုပ်တွေကိုထောင်ထဲချပြီးတော့ရေးသားတယ်လို့တမိုင်းမှာသိရပါတယ်။အဲ့တော့ထောင်ထဲကိုရောက်သွားတဲ့အခါမှာတောင်းမှပဲစာဖတ်တာကိုနားတယ်လို့မရှိဘူး။စာရေးတာကိုနားတယ်ဆိုတာမရှိဘဲနဲ့ဆက်လက်ပြီးတော့သူဟာရေးသားနေခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်။ကိုရာဇုနစ်ကိုရောက်လာရင်တော့အလာမအစ်ဘနီဟာဂျာအလ်အစ်ကလာနီကိုကျွန်တော်တို့တွေ့ပြင်မြင်ပါတယ်။ ဖဒူလ်ဘာရီဆိုတဲ့ဘူခါရီရဲ့အကျေပြန်ကျမ်းကြီးကိုတခင်ကြီးဟာဆိုရင် ရေးသားခဲ့တာဖြစ်ပါတယ်ဟာဒီစ်အယာမအင်ဒါမဩဇာတိတ်ကမကြီးကျယ်တဲ့ပုံကိုဖြစ်ပါတယ်စာဖတ်တဲ့နေရာမှာလည်းအင်ဒန်ကြော်ကြားတယ်ဆိုပြီးတော့မှလာရှိပါတယ်ဆရာစုနှစ်မှာတော့ကျွန်တော်တို့အင်ဒန်လေးစားအားကြရတဲ့အမမျိုးဆူတူရဟိမောလာကိုတွေ့ရပါတယ်စာဖတ်ဘလောက်ကောင်းတယ်လဲဆိုရင်မိမိဖတ်ထားတဲ့စာတွေကိုအခြေခံပြီးတော့စာအုပ်ပေါင်း600ရေးသားခဲ့ပါတယ် ဘာသာရအတိုင်းဘာသာရအတိုင်းမှာထူးခြားတာကအီမမ်ဆူတီရေးသားထားတဲ့စာအုပ်တအုပ်အ ਨੇ ဆုံးရှိကိုရှိနေတာဟာဒါအီမမ်မီဆူတီရာဟီမာလာကိုအလောရှိမြချီးမြှင့်ခဲ့တဲ့အင်တန်ကြီးကျယ်လာတဲ့နေမတ်စီစဉ်တစ်ခုဖြစ်ပါတယ်ဆက်တရာစုနှစ်ကနေ15ရာစုမှုကျွန်တော်တို့လေ့လာကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့အီမမ်ဟာဇတ်ရှာဝလီယူလာဒေဟလူရာဟီမာလာကျွန်တော်တို့အာရှတိုက်နယ်သားဖြစ်တဲ့ဟာဒီစ်အယာမာဖီကာအယာမာတဆောဝူဖ်အယာမာအင်တန်မှာပြောင်မြောက်လာတဲ့ ကျွန်တော်တို့မိညာ900ကျောင်းတွေကိုရေးသားခဲ့တာဖြစ်ပါတယ်။ဟုတ်ကြတူလာဟီလ်ဘာလီဂါဟာအဇရှာဝလီယူလာဒေဟလူရာဟီမာအူလာရဲ့အင်ဒါမကြည်ကျဲတဲ့ပြိုင်ဆန်ရှာကျမ်းတကျမ်းဖြစ်ပါတယ်။အနောက်ပိုင်းမှာဆိုရင်မိုဟာမက်အဗ်ဒူဟူမစ္စရ်အီဂျစ်နိုင်ငံကဖြစ်ပါတယ်။သူဟာဆိုရင်လည်းတကယ်ကိုကြော်ကြားတဲ့ပုံကိုတူဖြစ်တဲ့နော်ရဖော်မစ်တူဖြစ်တဲ့တက်ဆီရ်နဲ့နောက်ကျွန်တော်တို့ခေတ်သစ်ပညာရေးတွေမှာတကယ်ကိုစံချိန်တင်လောက်တဲ့အထိ ရည်သားနိုင်ခဲ့တဲ့ပုံကိုဖြစ်ပါတယ်။အပြီးသွားတဲ့အခါမှာနောက်ပိုင်းကျွန်တော်တို့ခင်မှာဆိုရင်ကျွန်တော်တို့ရဲ့အင်တန်လေးစားအားကြရတဲ့ကျေးဇူးရှင်ဆရာသခင်ကြီးအမ်မူဖက်ကီရူလ်အစ္စလာမ်ဆယ ्यद အဘူလ်ဟဆန်အလီနဒွီရဟီမာအူလာအင်တန်ဆာဖာအားကောင်းခဲ့တဲ့ပုံကိုဖြစ်တယ်။အော်ဘာသာရတိုင်းကန္နာတိုင်းမှာလည်းတကယ်ကိုတော့ကျွန်တော်တို့လေးစားအားကြရောက်ရောက်လို့တဲ့နောက်လူတွေရဲ့အုံနောက်တွေနှလုံးသားတွေကိုဖွင့်ပေးတဲ့ချမ်းကန်တွေကိုရေးသားခဲ့တဲ့ပညာရှင်ကြီးဖြစ်ပါတယ်။ ကျွန်တော်တို့27ရာစုနှစ်မှာတော့ဒေါက်တာယူဆုဖ်အယ်ကာဒါဝီတို့အဲနောက်ထပ်ကျွန်တော်တို့ပြန်ပြီးတော့မှအကြည့်လိုက်တဲ့အခါမှာလက်ရှိကာလမှာဆိုရင်ကျွန်တော်ဟဇတ်ရှေခ်ူလ်အစ္စလမ်မူဖီတခီအူစမာနီမဒ်ဒဇ်လ်လူဟ်လ်အာလီတို့နောက်ဒေါက်တာအိုင်စ်အယ်ကာနီတို့စတဲ့ဒီပညာရှင်ကြီးတွေဟာစာအုပ်တွေကိုမြောင်များစွာရေးသားခဲ့တယ်အဲ့တော့အဲ့ဒီစာအုပ်တွေကိုရေးသားရတဲ့နေရာမှာစာမဖတ်ဖဲနဲ့တော့ဘယ်လိုမှမရေးနိုင်ဘူးစာဖတ်အားမကောင်းဘဲနဲ့တော့မရေးနိုင်ဘူးဒါကြောင့် ရှက်ယူဆပ်ကာဒါဝီကတပည့်တွေကိုပြောပြတယ်။သူဒီတိုင်းပဲအပြင်းပြေဖတ်တဲ့စာမျက်နှာဟာတစ်နှစ်တစ်နှစ်မှာပြန်မြ600ကျော်တယ်ဆိုပြီးတော့မှသူအနေနဲ့ပြောပြခဲ့တယ်။နောက်ရှက်အလီတွန်တော်ဝီရာဟီမောလာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်လိုက်တဲ့အခါမှာသူကလည်းဒီလိုပဲသူတွိုင်းလာရင်နဲ့စာမျက်နှာ3500ကိုတော့ဒီတိုင်းပဲဖတ်လိုက်တယ်ဆိုပြီးတော့မှ ပြောပြထားပါတယ်။ဒါကြောင့်မင်းညာက တင်ပြခဲ့တဲ့ဆောက်စားပြီးမလေ့လာခြင်းရဲ့ ဆိုးကျိုးတွေရှိတယ်လို့စာအုပ်စာပေလေ့လာခြင်းရဲ့ကောင်းကျိုးတွေအများကြီးရှိပါတယ်အဲ့တော့ဒီခေတ်ဆက်ဆက်စာဖတ်အားကောင်းခဲ့သူတွေကိုကြည့်လိုက်ရင်ကျွန်တော်တို့အများကြီးမျှော်လင့်ချက်တွေထားလို့ရပါတယ်အဲ့တော့ inshallah ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ music တစ်ကိုစာဖတ်တတ်တဲ့ music ဖြစ်လာအောင်ဝိုင်းဝန်းပြီးတော့ကြိုးစားကြမယ်အစားဖတ်ဖို့အတွက်စာအုပ်လေးတွေစီစဉ်ပေးမယ်အထူးသဖြင့်ကျွန်တော်တို့ဟာမိမိတို့လူစုလူဝေးရှိရာနေရာတွေမှာစာကြည့်တဲ့အစီအစဉ်တွေကိုအမြန်ဆုံးအကောင့်တွေပေါ်မှသာပဲ ကလေးတွေဟာစာဖတ်ဖြစ်မှာပါအဲ့တော့ဒီလာတဲ့ music ကို စာဖတ်အောင် စာဖတ်တတ်လာအောင်စာဖတ်တာကိုစိတ်ဝင်စားလာအောင်ကျွန်တော်တို့ကြိုးပမ်းပေးခရင်ကျွန်တော်တို့ရဲ့ now music တွေအတွက်ကျွန်တော်တို့ရေးအေးကြရမှာဖြစ်ပါတယ်အစ္စလာမုအလိကုမ်ဝရဟမတူလာဟီဝဘရကာတူ